ကဲမင်္ဂလာပါကိုအောင်ရဲ့အမြဲတမ်းเนาะစာစာရနဲ့ပတ်သက်ပြီးတော့ဖြစ်ဖြစ်တရင်ဘောဓုတတွေနဲ့ပဲဖြစ်ဖြစ်เนาะအလုတ်ကန်အကြောင်းအရာတွေနဲ့ပဲဖြစ်ဖြစ်ကိုအောင်အမြဲတမ်းအားပေးနေတဲ့ကိုအောင်ရဲ့ပရိသတ်ကြီးကိုအထူးသတိပေးထားပါမယ် ကျွန်တော်အခုဒီအပေါ်မှာပြထားတယ်ဒီ page တွေဟာဆိုလို့ရှိရင်ကိုအောင်လုံးဝမသုံးပါဘူးအရင်တော့ကလည်းကိုအောင်ပြောထားပြီးသားဖြစ်ပါတယ်တတိပေးထားပြီးသားဖြစ်ပါတယ်ဒီလိုမျိုးဒီ GLO လို့ခေါ်တဲ့ဒီထိုင်းနိုင်ငံအစိုးရရဲ့ဒီ T ထွက်တဲ့ logo ပုံနေနဲ့เนาะပြီးရင်ဒီလိုမျိုးကိုအောင်ဆိုပြီးတော့စာနဲ့ကိုအောင်မှာဘယ်တော့မှ pay လည်းမရှိဘူး account လည်းမရှိဘူးနော်ပြီးတော့ဒါသူတို့တွေကဒီဟာ page တွေဖွင့်ထားတာဖြစ်တယ်ပေါ့နော်ပြီးတော့ page တွေဖွင့်ထားတာလည်း page ကတစ်ခုတည်းမဟုတ်နော် တခုတည်းမဟုတ်ဘူးအဲ့တော့ဒီမှာဆိုရင်လွန်ခဲ့တဲ့3ရက်ကမှ లై လွင်ထားတာရှိတယ်เนาะအဲ့ဒီ page တွေအကောက်တွေတတိထားပါအဲ့ဒါအတုတွေပါเนาะပြင်ဒီမှာလည်းရှိတယ်ဒါဆိုလို့ရှိရင်လည်းအာဒီ page ကတော့လွန်ခဲ့တဲ့တစ်နှစ်လောက်ကတည်း active ဖြစ်သေးတယ်เนาะ6လပိုင်း16ရက်နေ့အထိကို active ဖြစ်သေးတယ်ဒီမှာညီမဘီရ Viber ဖုန်းနံပါတ်နဲ့အဲ့တော့ဒီကောင်တွေကကျွန်တော်ဘလောက်ပဲဆဲဆဲဘလောက်ပဲပြောပြောလဲနာတတ်တဲ့ကောင်တွေမဟုတ်ဘူးเนาะအဲ့တော့ တချို့ကလည်းဟိုကို့လောဘနဲ့ကိုပေါ့အခုကဘလို့ပြဿနာဖြစ်နေလဲဆိုတော့အခုထိုင်းမှာဆိုလို့ရှိရင်တော့ဒီတရားမွန်ရွှေပြောင်းလို့သမားတွေအတွက်ဒီဘတ်တင်နဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒီဘတ်တင်ကနာနီဘတ်တင်ဖွင့်ကနာနီလို့ရှိရင်အဲ့မှာဘတ်တီပါလက်ခံနေရအောင်တွေ့ရတယ်เนาะကျွန်တော်ညီလေးတယောက်အာလာပို့ပြီးပြောထားရှိရပေါ့เนาะဒါကိုအောင်လားပေါ့เนาะအဲ့တော့ကျွန်တော်အမြဲတမ်းပြောပြီးပြီကျွန်တော်နဲ့အလုပ်တွဲလုပ်မဲ့သူတွေကเนาะ ယုံကြည်တာကိုဂျေဆုများအိတ်တင်နဲ့ဒါပေမဲ့ယုံကြည်မှုမလွန်ကဲစေခြင်းပါဘူးဖုံးဆက်ပါကျွန်တော်တို့ရဲ့အတန်တွေကိုနားထောင်ပါကျွန်တော်အတန်လူတိုင်းမှတ်မိပါတယ်เนาะဖြစ်နိုင်မယ်ဆိုရင်ကျွန်တော်ရဲ့ Facebook account တွေเนาะကျွန်တော်ရဲ့ဟလာဆက်သွယ်လို့ရမယ်ဖုန်းနံပါတ်တွေကနေဆက်သွယ်ဗီဒီယိုကောခေါ်ပြီးတော့မှပတ်စံလွှဲပါเนาะအဲ့တော့တခုခုပြဿနာဖြစ်သွားပြီဆိုရင်တော့ကျွန်တော်အနေနဲ့ကတာဝန်ယူမှာမဟုတ်ပါဘူးအဲ့ဒါလေးကိုကျွန်တော်လာပြီးတော့ပြောပြပေးတာဖြစ်ပါတယ် ဟုတ်ပြီနော်ပြီးရင်နောက်တစ်ခုခမားတို့တွေတတိမထားမိတာကဒီ page နဲ့လှုပ်ရှားနေတဲ့သူတွေကသူကတယောက်တည်းလှုပ်ရှားတာမဟုတ်ပါဘူးနော်အဖွဲလိုက်လှုပ်ရှားတဲ့လူလိမ့်နေဖြစ်ပါတယ်နော်ဒီအတန်အများနဲ့နားထောင်ကြည့်ပုံစံနဲ့ပဲအများနဲ့ဘယ်ချိန်လှုပ်လို့ဒီအတန်နဲ့ပဲကျွန်တော်တို့တော့ဒီကနန်းတွေကိုဝယ်တာအလင်ခံရတယ်ဒီကက်တွေကိုဝယ်တာအလင်ခံရတယ်ဆိုပြီးအမျိုးမျိုးတွေလာပြောကြပါတယ်ဗျာနော်ဒီလိုလား ဲ့တော့ကျွန်တော်ဒီဘေးမှာတင်ထားတဲ့ကျွန်တော်ရဲ့ဒီဗီဒီယိုဟာဆိုလို့ရှိရင်လည်းနှစ်တော်တော်ကြာနေပါပြီအဲ့ဒါကျွန်တော်ထိုင်းနိုင်ငံရွှေပြောင်းလုံသမိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်လုံတုံးကเนาะဥပဒေကြောင်းအောင်နဲ့ပတ်သက်ပြီးကျွန်တော်ပြောထားတဲ့ဗီဒီယိုဖြစ်သွားပါတယ်เนาะဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုကိုဒီကောင်နေက download ဆွဲထားလိုက်တဲ့ခါမှာပေါ့เนาะဘယ်လိုပြောမလဲအချိန်ချင်းခါခါပြန်သုံးစားလို့ရနေရပါပေါ့เนาะနောက်တစ်ခုက Facebook ဘက်ကလည်းအားနေချက်ပါတာပေါ့ဘာဖြစ်လို့လဲဆိုတော့ Facebook ကပတ်စံပေးလို့ရှိရင်ဘာမှမဆိုလုံးလို့ရတယ်ဆိုတဲ့အနေထားမှရှိနေတယ်ဒီဗီဒီယိုတွေဆိုလို့ရှိရင်သူတို့တင်ပြတာနဲ့ boost လုပ်ထားရတယ်ပေါ့နော် boost လုပ်ထားတဲ့အခါမှာအတူလားအစ်လားဆိုတာသူတို့မခွဲခြားတော့ဘူးအဲ့တော့ approve ဖြစ်သွားတယ်သူတို့ boost လုပ်တဲ့ဟာအောင်မြင်သွားတယ်ပြီးရင်သူတို့ pay ဖွင့်တဲ့ tag ကကြတော့လေဒီ pay ရဲ့ category မှာဆိုလို့ရှိရင် music and band ပေါ့နော်ပြီးရင် health and beauty ဒီမှာဆိုဒီထားရပေါ့နော်အဲ့လို music and band ဆိုတဲ့ဟာတွေကတိတ်ပြီးတော့တောင်းတောင်းတခြား policy တွေနဲ့ညီခဲတယ်ဗျသူက music ဆိုပြီးတော့တသက်တလိုင်းသွားတဲ့ပုံစံမျိုးမှာသူက pay ကိုတခြားလေးခွဲထွက်အောင်လုပ်ထားတာပေါ့နော်နည်းနည်းပပတော့ဒီ down လားတွေကနည်းနည်းတီးမိခောက်မိတယ်တော့ရှိမှာပေါ့အဲ့တော့နောက်တစ်ခုအဖွဲလိုက်ဘယ်လိုလှုပ်ရှားလဲဆိုတာကျွန်တော်ပြမယ်နော် မြန်မာဆိုရင်သူတင်ထားတာအော်တိုဘာလာ2ရက်နေ့တုန်းကပဲရှိတယ်။အဲ့ဒီရဲ့အောက်မှာအမှန်နေတဲ့ကွန်မန်အယောက်80ကျော်ဟာဆိုလို့ရှိရင်လေသူတို့ရဲ့လူတွေပဲဖြစ်ပါတယ်နော်။သူတို့ရဲ့အကောင့်တွေပဲဖြစ်ပါတယ်။ပြောမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့စကမ်မာတွေပေါ့ဗျာနော်။ထိုင်းလို့ဆိုရင်တော့ဝိရှာရှိလို့ခေါ်တာပေါ့။အဲ့ဒါသတိထားကြပါနော်။ဘာဖြစ်လို့တောင်ကျွန်တော်တက်အပ်ပြောနိုင်တာလဲဆိုတော့သူတို့ရဲ့ comment အနေနဲ့မှာဖွင့်ထားတဲ့ account တွေကိုကြီးလူလူသူနဲ့သူတဲ့တွေ account တစ်ခုမှမရှိထားဘူးသူတို့ fake account လုပ်ထားတဲ့ account တွေကြီးပဲအဲ့ဒီထဲကနာမည်တွေပုံနေเนาะပြီးရင်နောက်တစ်ခုဒါက သူတို့သတိထားမိလားမထီမထားမိလားတော့မသိဘူးကျွန်တော်ကတော့ခင်ဗျားတို့လွှတ်ချက်ပြောပြလိုက်ပဲနော်အဲ့ဒီအောက်မှာမှန်ထားတဲ့ comment တွေကလည်းအချိန်တစ်ခုတည်းမှာတပြိုင်တည်းကမှန်မှန်ထားဖြစ်ပါတယ်နော်ဒီမှာ one week ago ဆိုတာမျိုးတွေပဲဖြစ်ပါတယ်နော်အော်တိုဘာ2ရက်နောက်တစ်ယောက်လာလဲအော်တိုဘာ2ရက်နောက်တစ်ယောက်လာလဲအော်တိုဘာ2ရက်နော်နောက်တစ်ယောက်လာလဲအော်တိုဘာ2ရက်နော်နောက်တစ်ယောက်လာလဲအော်တိုဘာ2ရက် okay random ဟိုးအောက်ဆုံးဆင်းကြည့်လိုက်နော်အော်တိုဘာ2ရက်ကဲဟိုးအောက်ဆုံးကိုသွားကြည့်လိုက်မယ်ကဲကြည့်ဒီမှာအော်တိုဘာ2ရက်3ရက် နှစ်ရက်ကဲတော့သူတို့ကအချိန်တစ်ခုတည်းမှာဘယ်အလိုအကောက်ပေါင်းများစွာနဲ့လူယုံကြည်မှုရအောင်เนาะအယုံသွင်းထားပြီးတော့လိန်တာပဲဖြစ်ပါတယ်ပြီးတော့ဒီ page တွေကတခုတည်းလောက်ဆိုမဟုတ်ပါဘူးဒီမှာเนาะဒီလိုမျိုးကိုအောင်ဆိုတဲ့နာမည်လေးနဲ့เนาะဒီမှာဆိုရင်လည်းဒါပြီးခဲ့တဲ့နှစ်ကဖွင့်ထားတဲ့အကောက်တွေဒါတော့ကျွန်တော်တို့သူတို့ block ထားတဲ့ page တွေအကောက်တွေအများကြီးရှိသေးတယ်เนาะအဲ့ဒါလေးတွေကယူဆိုင်ဖို့ကျွန်တော်နေလာပြောပြတာပါအခုဆိုလို့ရှိရင်ဒီ bet တွေနဲ့ကိစ္စတွေကဆာလာပြီးတော့သူတို့တွေဟိုဘယ်လိုပြောမလဲ ဟိုလုံနေရင်တွေ့ရတယ်ပေါ့နော်အဲ့တော့အဲ့ဒီ page ကနေပြီးတော့မိမိတို့အလုပ်အလိုက်လို့တကူပြဿနာတစုံတရာဖြစ်ခဲ့ရင်ကျွန်တော်အနေနဲ့မိသူတူတယောက်ကိုမှတာဝန်ယူဖြစ်ရှင်းသွားမှာမဟုတ်ဘူးဖြစ်သွားရင်လာမပြောနဲ့အစတည်းကတေချာစစ်ပါအကောင့်အတူလားအကောင့်အစ်စ်လားဆိုတာတေချာခွဲခြားပါပြီးလို့ရှိရင်လည်းကျွန်တော်သုံးတဲ့ဘဏ်အကောင့်တွေဒီကျွန်တော်ရဲ့နာမည်နဲ့ပဲကျွန်တော်သုံးပါတယ်ဟုတ်ပြီနော်ကျွန်တော်သုံးတဲ့ဘဏ်အကောင့်တွေဒီကျွန်တော်ရဲ့နာမည်နဲ့ပဲကျွန်တော်သုံးပါတယ် ဟုတ်ပြီနော်တေချာစစ်ပါငွေမလွဲပါနဲ့ရန်တမ်းပြီးတော့မလွဲပါနဲ့တကူဖြစ်သွားရင် တောင်းမယူပါပြီးရင်နောက်တစ်ခုကကျွန်တော်အဆင့်တန်းနဲ့ကျွန်တော်အနေထားနဲ့เนาะကျွန်တော်လေလုံးကြီးပြီးတော့ပဲပြောမယ်ကျွန်တော်အနေထားနဲ့ကျွန်တော်ဒီလိုမျိုးနှလုံးသုံးလုံးခန်းနေကိုရောင်းစားเสียရလဲဘာအကြောင်းမှမရှိပါဟုတ်ပြီနော် ပြီးဒီမှာဆိုလို့ရှိရင်အကုန်လုံးကိုသူတို့ခိုးချထားဖြစ်ပါတယ်ဒီအောက်မှာပြထားတဲ့ဟာတွေကကျွန်တော်အရင်ကုမ္ပဏီမှာနေခဲ့တုန်းကဆိုလို့ရှိရင်အပတ်စဉ်တရက်နေ့နဲ့16ရက်နေ့ဆိုလို့ရှိရင်ထိုင်းဆိုရထီထွက်တော့ကျွန်တော်အဲ့လိုနံပါတ်၄တွေနဲ့ထီတိုက်တဲ့ပုံစံလေးတွေကျွန်တော်လုပ်ပေးထားတယ်အဲ့ဒါတွေကိုသူတို့က live ဖြတ်ဖြတ်ကန်းညက်တွေလုပ်နော်ဗီဒီယိုလေးတွေ update လုပ်ဒီအတန်နေနဲ့ဒီလိုလုပ်ထားတာပေါ့နော်အဲ့ဒါလေးတွေကျွန်တော်အမြင်နဲ့အားပေးနေတဲ့ပရိသတ်တွေတတိထားဆင်ခြင်စေဖို့ပြောတာဖြစ်ပါတယ်เนาะကျွန်တော်အနေနဲ့အလုံးနဲ့ရှုပ်သွားတော့ဒီနှစ်မှာကြိုတင်ပြီးသတိပေးဖို့နည်းနည်းလေးသတိလက်လွတ်ဖြစ်သွားလိုက်တယ် အဲ့ဒါလေးအတွက်တော့တောင်းပန်တယ်အဲ့တော့သတိထားပါဖြစ်နိုင်မယ်ဆိုရင်ခင်ဗျားတို့အနေနဲ့ဒီ Viber ဖုန်းနံပါတ်ကိုအာ Viber အပ်သွားပြီးတော့ Wi-Fi ဆဲပါပြီးရင်ဒီ page တွေကိုလည်းခင်ဗျားတို့ပေါ်လာခဲ့ပြီဆိုလို့ရှိရင်တခါတည်း report ထုပါ report ကဘလောက်ပဲထုထု Facebook ဘက်ကဒီ page ကနေပတ်စံရနေရဖြစ်တဲ့အတွက်အကောင့်ကဒီ page တွေတောင်းတောင်းနဲ့ကြာမှာတော့မဟုတ်ဘူးဟုတ်ပြီနော်တို့ video ကကက်ကက်နဲ့လောက်ထားတာတွေ့လားနော်အောက်ကကက်ကက် logo လေးတောင်မဖျောက်တတ်တဲ့အနေထားဖြစ်နော်အဲ့တော့ ကျေးဇူးအများကြီးတင်ပါတယ်တတိထားဖို့လာပြောပြတာဖြစ်ပါတယ်ဟုတ်ပြီနော်စကမ်မာတွေအများကြီးပါတယ်နှီးမျိုးစုံနဲ့လိန်နေကြတာပါခရုစိုက်ပါ